ယုံကြည်သူတဦးဟာနာမကျန်းဖြစ်ပြီး သူခံစားရတဲ့နာကျင်မှုကိုတက်တာစေဖို့ပါရာစီတမောနဲ့ကြံတဲ့အကြိုက်အခဲပြောက်စေဘာတခုမှမတိုးတော့ဘူးဆရာဝန်ကမဖွင်းကိုတုံးရတော့မယ်လို့ညွန်ကြားလာရင်ယုံကြည်သူအတွက်နာကျင်မှုကိုတက်တာစေဖို့မော်ဖိန်းကိုတုံးလို့ရသလားမော်ဖိန်းဆိုတာဘိန်းကနေထုတ်လုပ်ထားတဲ့နံပါတ်4တမျိုးကိုဆိုလိုတာဖြစ်တယ် နာမကျန်းဖြစ်နေတဲ့ယုံကြည်သူရဲ့နာကျင်မှုကိုတက်တာစေဖို့မော်ဖိန်းကိုသုံးနိုင်သလားတမကျန်းစာခစ်တုံးကမော်ဖိန်းမပေါ်သေးတဲ့အတွက်နာကျင်မှုကိုတက်တာစေဖို့မော်ဖိန်းကိုသုံးနိုင်တယ်ဆိုတော့တိုက်ရိုက်ဖော်ပြထားတဲ့ကျန်းချက်တွေကိုကျွန်တော်တို့မတွေ့ရပေမဲ့လူတို့အတွက်စွဲသုံးဖို့မတင့်တော်တဲ့တေရေတေရနဲ့စပြည့်ရေကို နာကျင်မှုကိုတက်တာစေဖို့အတုံးပြုတ်ခွင့်ပေးထားတဲ့အကြောင်းတုတ်တန်ချမ်းအခိုင်31အခန်းငယ်6ကနေပြီးတော့ခုနှစ်မှာအခုလိုဖော်ပြထားပါတယ်။ဆုံးလူတော်သူအားတေရေတေရက်ကို၎င်းစိတ်ညစ်တော်သူအားစပြစ်ရေကို၎င်း ပေးလော့ထိုသူသည်တောက်၍မိမိဒုက္ခဆင်းရဲကို မအောင်မေ့ပဲမေ့ရော့ပါစေ။ဒီချမ်းချက်မှာပြောထားတဲ့တေရေတေရက်ဆိုတာ အပြင်းစားအရက်ကိုဆိုလိုတာဖြစ်တယ်။စပြည့်ရည်ဆိုတာဟာလည်းအရက်ပါပဲ။အပြင်းစားသေးရည်သေးရက်နဲ့ဝိုင်အရက်ဟာလူတို့အတွက် ပုံမှန်အသုံးမပြုသင့်တဲ့မိုးရည်စေးတစ်မျိုးပါပဲ။ဒါပေမဲ့နာကျင်မှုကိုတက်တာစေဖို့ဆေးအဖြစ်အသုံးပြုခွင့်ပေးထားတဲ့အကြောင်းအခုနကျွန်တော်ဖတ်ပြခဲ့တဲ့တုတ်တန်ဂျန်အခိုင်း37အခန်းငယ်6မှာကျွန်တော်တို့တွေ့ရပါတယ်။ တိမောသေဩဝါဒစာပရမဆောင်အခိုင်းငါအခန်းငယ်23မှာလဲတမန်တော်ပေါလုကတိမောသေကိုသူ့ရဲ့ကျမ်းမာရေးအတွက် စပြည့်ရည်အနှဲငယ်ကို သုံးဖို့အကြံပေးထားတဲ့အကြောင်းအခုလိုတွေ့ရပါတယ်။သင်ဤရင်ထဲ၌အကျိုးဖြစ်စေခြင်းဟာ၎င်းမကြာမကြာခံရသောယောဂါကြောင့်၎င်းယခုမှစ၍ရေကိုသာမတော့ပဲစပြည့်ရည်အနှဲငယ်ကိုသုံးလော့အဲ့ဒီခေတုံးကရေမှာပါတဲ့ဘက်တီးရီးယားပိုးတွေကြောင့ တိမောသေးရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့အတွက် ရေမှာပါတဲ့ဘက်တီးရီးယားပိုးတွေကိုရှင်းပစ်ဖို့ဆေးအဖြစ်စပစ်ရေအနှဲငယ်ကိုတုံးဖို့တမန်တော်ပေါလုကတိမောသေးကိုအကြံပေးထားပါတယ်။တုတ်တန်ကျန်းအခိုင်း37အခန်းငယ်6အရနာကျင်မှုကိုတက်တာစေဖို့လူတိုင်းအတွက်ပုံမှန်စွဲမတော့တဲ့အပြင်းစားတေရေတေရက်ကိုတုံးခွင့်ပေးထားပါတယ်။ တက်တက်အခိုင်းကားအခန်းငယ်23မှာလဲအနာတက်တာစေဖို့နဲ့ကျမ်းမာရေးအတွက်စပြစ်ဝိုင်ကိုဈေးအဖြစ်သုံးခွင့်ပေးထားပါတယ်။ဒါတွေကိုကြည့်ချင်းအဖြစ်မာဖိန်းကိုလည်းနာကျင်မှုတက်တာစေတဲ့ဈေးအဖြစ်အသုံးပြုနိုင်တယ်လို့ကျွန်တော်တို့မှတ်ယူလို့ရပါတယ်။မိုးရဲ့ဆေးဝါးအဖြစ်ဆွဲပြော့သုံးဖို့မဟုတ်ပဲဆရာဝန်ညွှန်ကြားချက်အရ အချားအကိုက်အခဲပြောက်ဈေးတွေမတိုးတော့တဲ့အချိန်တွေမှာ မာဖိန်ကိုနာကျင်မှုကိုတက်တာစေဖို့ဈေးအဖြစ်အသုံးပြုချင်းကိုသာဆိုလိုတာဖြစ်ပါတယ်ဒီလောကမှာယောဂအမျိုးမျိုးနဲ့နာကျင်မှုဝေဒနာအမျိုးမျိုးကိုကျွန်တော်တို့ခံရပြီးနာချင်းအိုချင်းတိတ်ချင်းတွေကိုကျွန်တော်တို့ကြုံတွေ့နေရခြင်းမှာအပြစ်တရားရဲ့အကျိုးဆက်ကြောင့်ဖြစ်ပါတယ်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အမှန်တကယ်ယုံကြည်လက်ခံပြီးတော်သူဖြစ်ရင် ဒီဘဝမှာသင်ခံရတဲ့ဒုက္ခဆင်းရဲခြင်းများနဲ့နာကျင်မှုတွေဟာသင်အတွက်သခင်ယေရှုခံခဲ့ရတဲ့အရာတွေနဲ့နှိုင်းရှင်ချည်ရင်ဘာမှမပြောပါတော့ဘူး။သခင်ယေရှုကသင်နဲ့ကျွန်တော်ရဲ့အပြစ်တွေအတွက်လဝါကတိုင်မှာ အသေးခံမှုအဖမ်းခံတဲ့ညမှာယူဒလူတို့ကကိုရောကိုတညာလုံးညင်ပန်းနှိပ်စက်ကြတယ်။မနဲ့မိုးလင်းလာတဲ့အခါမှာပိလက်မြင်းစီကိုခေါ်သွားကြတယ်။ ပိလက်မင်းရဲ့စစ်သူရဲများကကိုတော်ကိုမညာမတရိုက်နှက်ကြတယ်။ခေါင်းတော်မှာစူပင်နဲ့ရက်ထားတဲ့တရဖူကိုစောင်းစေကြတယ်။ခေါင်းတော်ကိုလည်းရိုက်ကြတယ်။ကိုတော်ရဲ့တန်ရှင်းတော်မူသောကိုခန္ဓာအနှက်မှာသူတို့ရိုက်ထားတဲ့ဒံယာဒံချက်များနဲ့ကာရဏီကုန်းကို ခေါ်သွားကြတယ်။ဒီဘဝမှာသင်ခံစားရတဲ့ဒုက္ခဆင်းရဲခြင်းနဲ့နာကျင်မှုအမျိုးမျိုးကို နောင်ဘဝမှာ နောက်ထပ်မခံရတော့ဘူးယံ သခင်ယေရှုက33နှစ်လုံးလုံးဒုက္ခဆင်းရဲခြင်းကိုခံရဘောလဝကတိုင်မှာ အသေးခံခြင်းဖြင့်သင်ရဲ့အပြစ်ကြွေးရှိသမျှကိုဆက်ပေးတော်မူပြီးအိုနာသေးခြင်းကဲတော်ကောင်းငင်နိုင်ငံတော်မှာသင်အတွက် အစင်သင်ပြင်ဆင်ထားပြီးပြီဆိုတာကိုသိမှတ်ဘော ဒုက္ခဆင်းရဲခြင်းနဲ့နာကျင်မှုတွေကိုခံစားနေရတော့လဲတခင်ယေရှုထံတော်ကငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းတွေကိုအစဉ်ခံစားရရှိနိုင်သောယုံကြည်သူတွေဖြစ်နိုင်ဖို့အားလုံးပေါ်မှာဖခင်တခင်ကောင်းချီးပေးပါစေ။